ရိုပြည်နယ်ကိုကြာမီပွဲဖြတ်ပေးအောင်ဆွာဘလက်ကသွေးကြောင်လို့မဟုတ်ဘူး။ဒီကနေ့ကထွက်ပေါ်လာခဲ့တဲ့ဝမ်ပြန်ဝဲနဲ့ပတ်သက်တဲ့သတင်းတွေမှာတော့ယခုတစ်ပတ်စနေနေ့မနေ့ခင်းပိုင်းမှာရှင်ပြိုင်ထိုးတက်ကြမဲ့159တရင်7ပြန်ဝဲမှာ Shine King Fighter Swablet နဲ့ S2B နဲ့ရဲ့ပွဲဆင်ဟာ Fighter ပြောင်းလဲဖြစ်သွားခဲ့ပါတယ်။ ။ဘာကြောင့်လဲဆိုရင်တော့ Time King Fighter ဆိုတာဘလက်ရဲ့ကျမ်းမာရေးအခြေအနေကြောင့်လို့သိရပြီးဆိုတာဘလက်တယောက်ဆင်းရုံတက်နေခဲ့ရတဲ့အခြေအနေတွေကဆိုရနေကြတာကိုမြင်တွေ့ထားကြရဖြစ်ပါရင်အဲလိုကျမ်းမာရေးအခြေအနေကြောင့်ယခုတစ်ပတ်ရှင်ပြန်ကြမယ်159 37ပြန်ဝဲကနေနှုတ်ထွက်သွားခဲ့တာနဲ့ပတ်သက်လို့ပရိသတ်တချို့ကကြောက်လို့ထပ်ပြီးလာလားဆိုတော့ပြောဆိုဝေဖန်မှုတွေလည်းထွက်ပေါ်လာခဲ့ပါရင်လူတွေကအသက်ကြီးပြီမဲ့စိတ်ဓာတ်တွေကြီးမလာခဲ့ကြတော့အတွေးခေါ် user တွေကလည်းတော်တော်လေးသေးတင်ကြတာကိုမြင်တွေ့နေကြရပါ ကိုယ်တိုင်ကြမစွမ်းနိုင်ပဲနဲ့ခြားသူတွေကိုဝေဖန်တဲ့နေရာမှာတော့ဆရာကြီးတွေလိုဆွေးရမှာဖြစ်ပြီးအခုလည်းကျမကြီးကြောင့်ပြန်ဝဲကနေနှုတ်ထွက်သွားတဲ့ဆိုအပ်လက်ကိုကြောက်ပြီးပြေးလာလားသွင်းကြောင်လာလားအစားရှိတဲ့စကားလုံးတွေနဲ့ဝေဖန်မှုတွေပြေလုံလာခဲ့ကြတာကိုမြင်တွေ့လာခဲ့ရပါတယ်ဆိုအပ်လက်ဆိုတာကအသွင်းကြောင်တဲ့ဖိုင်တာမဟုတ်သလိုထိုင်းရဲ့ထိတ်တန်းဖိုင်တာတွေနဲ့တောင်မှပတ်ပြေးပုံးရှောင်လုပ်ခဲ့ကြတဲ့နာပါတီလိုဖိုင်တာနဲ့ရှင်ထိုးခဲ့သလိုကူလတန်နဲ့လည်းဆိုအပ်လက်ကရှင်ပြိုင်ခဲ့ဖို့သူဖြစ်ပါတယ် ဝမ်မှာ၆ပွဲဆန်နိုင်ရပြီးနောက်ပိုင်းချန်ပီယံလောင်းဆင်းဝင်ခဲ့တဲ့ဆူအဘလက်ဟာနာဗာဒီကူလာတန်နဲ့ဒီမီထရီကော့ချွန်တို့လိုဖိုက်တာတွေကို၃ပွဲဆန်ရှုံးနေခဲ့ပြီးချိန်မှာလည်းချယ်ထရီရဲ့ဆန်ညွန့်နဲ့အတူ၆လအကြာမှာဂျိုးဝိုင်းချက်ကိုပြန်လည်ထွက်ပေါ်လာခဲ့သူဖြစ်ပါရင်ချယ်ထရီရဲ့အပြည့်မွေးစားသားအပြင်တတ်မှတ်ထားတဲ့ရော့ထန်ရောက်ပါဆန်ကအတင်းနဲ့ဆူအဘလက်ကိုပွဲတည်ပေးခဲ့ပြီးတိုင်းကင်ဖိုက်တာဟာပထမဆုံးအကြိမ်ပြင်ကဲပေါင်ဆင်ပွဲဆင်ဝင်ပြီးထိုးတက်ခဲ့တာပါဆန်ကအတင်းပိုင်တိုင်ကျွမ်းကျင်တဲ့ကဲပေါင်ဆင်ပွဲဖြင့်ချယ်ထရီဘက်ကနေပွဲတည်ပေးသွားခဲ့ပေမဲ့ဆော်ဘလဲရဲ့နောက်ပြန်ကန်ချက်တွေအောက်မှာဆန်ကားတဲ့တယောက်အရှုံးပေးသွားခဲ့ရပါတယ်။အဲဒီနောက်ဆက်ဆန်လိုမျိုးမှွေတိုင်းပွဲကြီးနဲ့လည်းဆ ာနာဖလက်ဟာဆက်လက်ရှင်မြိုင်ဂိမ်းဒီတိုင်းဆုံးပြည့်နေတူဆက်ပြီးတော့အနိုင်ရခဲ့ပါသေးတယ်။အဲ့လိုအနိုင်ဝဲတွေပြန်ဆက်လာခဲ့တဲ့သူကိုကျော်တော်ဝင်းတို့ဖဲတဲ့အချိန်မှာလေးချင်းနေတဲ့ S2B နဲ့ပွဲထည့်ပေးခဲ့ပြီးပရိသတ်တွေရင်ခုန်စွာနဲ့စောင့်မျှော်နေခဲ့ကြတဲ့အချိန်မှာဆွာဘလက်တယောက်ကျမ်းမာရေးချင်းနေကြောင်ပြန်ဝဲကနေနှုတ်ထွက်သွားခဲ့တာဖြစ်ပါရင်ပြောနေတာကပါလဲဆိုတော့နာဘာဒီလိုချမ်းမာရင်ဆိုတဲ့ရုရှားဖိုင်တာနဲ့တောင်ရှင်းပြိုင်ထားခဲ့တဲ့ဆိုတာဘလက်က S2B နဲ့လိုလူငယ်ဖိုင်တာတယောက်ကို ကြောက်ပြီးပြပြရလောက်တဲ့အထိသွေးမကြောင်ဘူးဆိုတာကိုတော့အားလုံးလည်းစဉ်းစားတက်ကြမယ်ထင်ပါတယ်။ဖိုင်နယ်ရောက်ပွဲထွင်းရင်ပတ်စံဘယ်လောက်ရလဲဆိုတာတို့တို့အသိဆုံးဖြစ်တယ်လို့နိုင်ဝဲဆက်လာတဲ့အခါချန်ပီယံခပ်ဘက်စိန်ခေါ်ကွင်းနဲ့နီးဆက်လာခဲ့တယ်ဆိုတာတို့တို့ကိုယ်တိုင်လည်းသိထားခဲ့ကြပါပါ။ဘယ်သူမှတော့ရလာတဲ့ပွဲအစဉ်တွေကိုလက်လွတ်ခံခင်ကြမှာမဟုတ်တယ်လို့မထိုးရဲလို့ပြပြရလောက်တဲ့အထိ S2B နဲ့ဟာနာပါလီလိုရုရှားဖိုင်တာလောက်လည်းရှယ်ဂျန်နဲ့ဖိုင်တာတယောက်မဟုတ်ပါဘူး။ တကယ်တမ်းကဆိုရပလဲကြောင်ဘန်နဝေတန်းကနေ fly ဝေတန်းကိုဆင်းထိုးဖို့အတွက် weight ရန်ဆိုင်ကျမကြီးပါထိခိုက်သွားတဲ့သဘောပါပဲ weight ရန်ဆိုင်ရေထဲတွေဆုံးရှုံးသွားတဲ့အခါခန္ဓာကိုယ်ကအားနေသွားပြီးကျမကြီးပါထိခိုက်သွားတဲ့အထိဖြစ်သွားတဲ့ပါတယ် fighter တယောက်ရဲ့ဘောဟာလဲကူသလားလဲကူဘူးလားဆိုတာကိုချင်းစာချင်းသိနိုင်လိမ့်မယ်လို့ပဲပြောချင်ပါတယ်ရေထဲဆုံးရှုံးရတဲ့ကအသက်ပါဆုံးရှုံးသွားတဲ့နေ့အထိဒုက္ခပေးနိုင်သလို fighter ဘောကနေအချိန်ကာလတစ်ခုကြာနားယူသွားနိုင်တဲ့အထိဖြစ်သွားနိုင်ပါတယ်အခုဆိုရင်ဆိုရပလဲတယောက်ရေထဲတွေဆုံးရှုံးခဲ့ပြီးကျမကြီးအချိန်တွေပါထိခိုက်သွားခဲ့တယ်လို့ပွဲပြတ်သွားခဲ့တဲ့အထိအချိန်တွေအထိရင်ဆိုင်သွားခဲ့ရတာဖြစ်ပါတယ်